အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်ကအင်္ဂလန်ပရီးမီးယားလိပွဲစဉ်ပေါ့လေပွဲစဉ်30နှစ်ပြီးသွားပြီ6ပွဲပဲကျန်တယ်2024-25ရာသီသုံးသပ်ဖို့6ပွဲပဲကျန်တော့တဲ့အချိန်မှာလီဗာပူးကလက်ကျန်3ပွဲနိုင်တာနဲ့ချန်ပီယံဖြစ်ပြီးအဲ့ဒါတော့မှအာဆယ်ချေချိုးဝင်ချောတလို့သူတို့စောစောချန်ပီယံဖြစ်နိုင်တယ်အဲ့ဒီနေရာမှာအခုလီဗာပူးကဒုတိယနေရာကအာဆယ်ကို73မှတ်ထိဖြတ်ထားတဲ့အချိန်မှာ Northern Forest နဲ့အာဆယ်ကြားမှာ6မှတ်กว่าပြီးတော့ Forest ရဲ့ Newcastle ရဲ့ Man City ရဲ့ Chelsea ရဲ့ Aston Villa ရဲ့ဒီ၅တင်းကစူစ စုပေါင်းအမှတ်ကွာဟာမူက၃မှတ်ပဲရှိတော့တယ်အက်စွန်ဗီလာကအဆင့်ခုံမှာရှိတယ်54မှတ်ဖြစ်ပြီးတော့ချယ်ဆီက54မန်စီးတီးက55ညူကာဆင်56နော်ဒန်ဖော်ရက်စ်က59တရားဒီလုံးမှာခြေတော်တော်လေးငြိမ်လာခဲ့ပြီးမှအခုနောက်ပိုင်းမှာအမှတ်တွေစတိုက်လျော့လာတဲ့နော်ဒန်ဖော်ရက်စ်ကပြိုင်ဘက်တွေကိုပြန်ပြီးအခွင့်အရေးပေးလာတယ်ဆိုတော့အခုလက်ရှိအနေထားအရချန်ပီယံလိဝင်ခွင့်က9နေရာအတွက်လီဗာပူးနဲ့အာဆင်ကိုဖယ်လိုက်ရင်ကျန်တဲ့3နေရာကျန်တယ် ဲ့သုံးနေရာကိုပဲအဓိကလူရမယ်သဘောဖြစ်သွားတယ်ဆိုတော့ Northern Forest ကိုကျွန်တော်တို့ကအစောပိုင်းတုန်းကလုံးဝကိုထက်တွက်ဆရာမလို့အောင်လှုပ်ထားပေမဲ့အခု Forest ကမထင်မှတ်ပဲနဲ့ဇက်တိုက်ရှုံးသွားတဲ့အတွက်ကြောင့် Northern Forest ကိုတိုင်ကဒီ Mistake ကိုပြန်ပါလာပြီဆိုတော့အခုလောလောဆယ်အနေထားရ Northern Forest ရဲ့လက်ရှိ form ကလည်းခြေတော်တော်လေးကျနေပြီးခဲ့တဲ့တစ်ပတ်ကသူတို့ Villa ကိုရှုံးတယ်ဒီဘက်မှာလည်းသူတို့ထပ်ပြီးတော့ Everton ကိုထပ်ရှုံးတယ် back to back ရှုံးလိုက်တာက forest ကတော်တော်လေးစိတ်ပြက်စရာကောင်းတဲ့အချိန်မှာအခုလောလောဆယ်အနေထားရာ premier league ကတော့ရှင်းတယ်ဗျာတန်းစစ်စော်က3သင်းကလည်းပြီးသွားပြီ newcastle က efa cup ရထားတဲ့အတွက်ဥရောပ champion league ဝင်ခွင့်ကမရသေးဘူးဒါပေမဲ့ uefa cup တကြပါဝင်ထားပြီဒီနေရာမှာ fa cup champion ဖြစ်မဲ့အသင်းကနောက်ထပ်တနေရာရနိုင်တဲ့အချိန်မှာ newcastle ကသူတို့ရထားတဲ့ european ဝင်ခွင့်ကိုပိုကောင်းတဲ့ premier ဖြစ်တဲ့ champion league ဝင်ခွင့်ပြောင်းဖို့သူတို့လုပ်နေတယ် အဲ့ဒါကချန်ပီယံလိဒိုက်ရိုက်ဝင်ဝင်ရဖို့ပဲဆိုတော့အခုလောလောဆယ်မှာအဆင့်3အဆင့်4အဆင့်5အဆင့်6အဆင့်9က9သင်းဟာလက်ကျန်3နေရာအတွက်လူရမယ်လက်ကျန်3နေရာအတွက်လူရတဲ့အချိန်မှာအခုလောလောဆယ်အနေထားအရ Northern Forest ကအတော်တော်လေးကိုခြေပြန်ကြတယ် Forest ကမထင်မှတ်ပဲနဲ့ခြေကျပြီးတော့အခုနောက်ဆုံးနှစ်ပွဲဆက်ရှုံးတယ်။သူတို့ Aston Villa ကိုရှုံးတယ် Everton ကိုရှုံးတယ်တကယ်တမ်းကျတော့ Forest က Ipswich Town ကိုနိုင်တယ် Brighton ကိုတေးကျပြီးတော့ Man United ကိုနိုင်ပြီးတဲ့အချိန်မှာအခုလက်ရှိနေထားရနောက်ဆုံး League 5ပွဲမှာ Forest က3ပွဲနိုင်3ပွဲနိုင်ပြီးတော့မှနှစ်ပွဲဆက်ပြန်ရှုံးလိုက်တဲ့အချိန်မှာပြိုင်ဘက်တွေကိုအခွင့်အရေးပေးလိုက်တဲ့အချိန်မှာ Newcastle United ကအခုလက်ရှိမှာနောက်ဆုံး5ပွဲဆက်နိုင် Man United ကိုနိုင်တယ် Leicester ကိုနိုင်တယ် Brentford ကိုနိုင်တယ်ပြီးတော့မှ West Ham ကိုနိုင်တယ်ဂျားတွေက EFL Cup မှာ Liverpool ကိုနိုင် ုင်ထားတဲ့အချိန်မှာ Manchester City ကအခုလောလောဆယ်မှာ တေးနှစ်ပွဲကြတယ်မန်ချက်စတာဒါဘီတေးကြတယ်ပြီးတော့မှဘရိုက်တန်ကိုတေးကြတယ်မန်ချက်စတာဒါဘီနဲ့ဘရိုက်တန်ကိုတေးကြပြီးတော့သူတို့ကဘုံမောက်ကိုနိုင်တယ်လက်စတာကိုနိုင်ပြီးတော့သူလည်းပဲလစ်ကိုနိုင်ထားတဲ့အချိန်မှာအခုချက်စီကမထင်မှတ်ပဲနဲ့အမှတ်တီတောင်းဆောင်ဆုံးရှုံးတယ်နောက်ဆုံး၅ပွဲမှာချက်စီနှစ်ပွဲပဲနိုင်ထားတယ်အဲဒီနှစ်ပွဲမှာမှာသူတို့အာဆယ်ကိုရှုံးပြီးတော့စပါကိုနိုင်တယ်ဘရန့်ဖို့ကိုတေးကြတယ်အစ်ဆွစ်ဆောင်းကိုတေးကြတယ်ဆိုတော့နောက်ဆုံးပရီးမီယာလိ၃ပွဲမှာသူတို့၄မှတ်ပဲရထားတယ်ချက်စီကမထင်မှတ်ပဲအမှတ်တီဇတိုက်ရောနေပြီးတော့မှာအက်စတွန်ဗီလာနဲ့ယူနိုက်အမေရိက ချန်ပီယံလိ PSG ကိုရှုံးတဲ့ပွဲကလွဲရင်ဇက်တိုက်ပွဲတွေနိုင်ထားတယ်ဗီလာကတော်တော်လေးကိုချိန်ငိမ့်တဲ့အသင်းဖြစ်ပြီးတော့အခုဇက်တိုက်နိုင်ထားတော့အခုဒီထဲမှာအာဆွန်ဗီလာရဲ့ချယ်ဆီရဲ့မန်ချက်စတာစီးတီးရဲ့နျူကာဆယ်ရဲ့ဖောရက်စ်ရဲ့၅အသင်း ဆိုတော့တို့လက်ကြံပွဲအခြေအနေကိုကြည့်မယ်ကျွန်တော်အခုလောလောဆယ်မှာမိုဆာလက်စ်ကပရီးမီယာလိမှာ29ဂိုးအတွင်းနေဆိုတော့ top goal ဆိုတာလက်ကြည့်ကြမလို့ဘူးဒုတိယနေရာကဟာလန်ကနှစ်လလောက်နားမှာဖြစ်တဲ့ကြောင့်ရွှေဖနက်စုကပြီးသွားပြီတခါ playmaker စုဖြစ်တဲ့18ဂိုးဖန်တီးထားတဲ့မိုဆာလက်စ်ကိုဘယ်သူမှမလိုက်နိုင်တော့ဘူးဒုတိယနေရာက10ဂိုးပဲဖန်တီးထားတာဆိုတော့ဆာလက်စ်ကတူးချင်း individual စုတွေကိုတေချာပေါက်သိမ်းပြီဆိုတော့ကျွန်တော်တန်းစင်းစုံ3သိန်းကလည်းတေချာသွားပြီဆိုတော့ကျွန်တော်ညွန်လေးစရာ champion league ပဲရှိတော့တယ်အဲ့နေရာမှာ နံပါတ်1အနေနဲ့ Northern Forest ရဲ့အခြေအနေပေါ့လေ Northern Forest ကအခုလောလောဆယ်လက်ရှိအနေထားအရသူတို့ကပွဲချက်ပွဲတွေခံရအောင်မယ် Forest ကသူတို့အိမ်ကွင်းမှာ Brentford ကိုခံရမယ် Chelsea ကိုခံရမယ်ပြီးတာနဲ့သူတို့ဘက်က Leicester City ကိုအိမ်ကွင်းမှာခံပြီးတာနဲ့အိမ်ကွင်း၃ပွဲချက်မယ်ပြီးရင် Northern Forest ကအခုလောလောဆယ်အနေထားအရပေါ့လေသူတို့အဝေးကွင်းမှာ Crystal Palace ကိုခံရမယ်ပြီးတာနဲ့ Tottenham နဲ့ West Ham ကိုခံရမယ်ဆိုတော့ Forest ရဲ့ပွဲကလည်းအမှန်တိုင်းပြောရင်တော့နည်းနည်းတော့ကြက်တယ် forest ကိုလုံးဝ short တော့လို့မရပါဘူး forest return နည်းနည်းပြန်အောင်နေတဲ့အချက်ကသူတို့တို့အဓိကအချက်ဖြစ်နိုင်တယ်ပြီးတော့မှအခု newcastle newcastle ကဒီ jaya မှာ crystal palace ကိုသူတို့ကမ်းပဲအဲ့ပွဲကိုတော့နိုင်ရင်သူတို့က forest ကိုပါကြော်ပြီးတော့58တတိယနေရာကိုတက်နိုင်ပြီးတော့အခု newcastle ရဲ့အိမ်ကွင်းမှာ chelsea နဲ့ကမ်းရမယ် crystal palace ကိုဒီတစ်ပတ် borough မှာကမ်းပြီးတာနဲ့ everton ကိုကမ်းရမယ်ပြီးတာနဲ့ ipswich town ဆိုတော့ newcastle ကအိမ်ကွင်းမှာ chelsea ရဲ့ everton ရဲ့ ipswich town ရဲ့ပေါ့လေ palace နဲ့ပွဲကိုခဏဖယ်လိုက်ပြီးတာနဲ့ newcastle က arsenal ကိုအဝေးကွင်း Aston Villa ကိုအဝေးကွင်းပြီးတော့မှ Brighton ကိုအဝေးကွင်းသွားခံမယ်ဆိုတော့ Newcastle က crucial အဝေးကွင်းပွဲတွေရှိတယ်လက်ရှိနေထားရ Newcastle ကတကယ်ကိုသူတို့အတွက် crucial အဝေးကွင်းရှိတယ် so သူတို့အဝေးကွင်းက Brighton ရဲ့ အာဆန်ရဲ့ဗီလာရဲ့ဆိုတော့တကယ်လို့အဲ့ချိန်မှာအာဆန်ကအမှတ်မလို့ညူကာဆယ်တို့အခွင့်ရေးပဲအာဆန်ရဲ့ညူကာဆယ်က straight forward ဖြစ်သွားနိုင်မယ်မဲ့ Brighton ကဟိုမြောက်တီမရောက်နဲ့အာဆန်ဗီလာကချန်ပီယံလိဝင်ဆိုညူကာဆယ်လည်းပို့လို့မရဘူးဆိုတော့သူတို့ကသူတို့လက်ထက်ကပွဲဖြစ်တဲ့ Palace ပွဲကိုအနိုင်ခံထားရင်သူတို့တို့အများကြီးသက်သာနိုင်တယ်အဲ့နေရာမှာဒါ Manchester City မန်ချက်စတာစီးတီးကသူတို့အိမ်ကွင်းမှာအက်ရှွန်ဗီလာနဲ့ဘိုးမောက်ကိုနှစ်ပွဲဆက်ကံမယ်သူတို့အိမ်ကွင်းကအခုလောလောဆယ်မှာမန်စီးတီးကနှစ်ပွဲပဲကြံပြီးတော့အခုလောလောဆယ်အနေထားရမန်စီးတီးကအဝေးကွင်းမှာအေဗာတန်ကိုအဝေးကွင်းဖူဟန်ကိုအဝေးကွင်းဆောင်းဟမ်တန်ကိုအဝေးကွင်းကံရမယ်မန်စီးတီးကအမှန်တိုင်းပြောရင်တော့ဒါအခုလောလောဆယ်မှာသူတို့အနေနဲ့လည်းပွဲချက်တွေဇက်တိုက်အက်ရှွန်ဗီလာနဲ့ဘိုးမောက်ကိုသူတို့အိမ်ကွင်းမှာသုံးမှတ်အပြည့်ယူနိုင်မယ်ဆိုရင်သူတို့အတွက်အခြေအနေကောင်းမယ်။နောက်မန်ချက်စတာစီးတီးရဲ့အဝေးကွင်းမှာကျွန်တော်ကြည့်ချင်မှာအေဗာတန်ဖူဟန်ကခတ်တယ်။နောက်ဆောင်းဟမ်တန်ဆိုသူ Ro အမှန်တိုင်းပြောရင်တော့ဖူဟန်ကတော့ winnable ပဲနိုင်ဖို့ရတယ် Everton တသိန်းတော့လည်းနည်းခတ်မယ်ဖူဟန်ဆိုမန်စီးတီးတို့ကပြောပြောမှာသူတို့လက်ကျန်ပွဲတွေမှာသူတို့တို့အခြေအနေကောင်းနိုင်တယ်သူတို့တို့လောက်ကိုသူတို့လှုပ်သွားရင်နောက်ဆုံးပြတပွဲလောက်တည်ကြ Champions League အကုန်နိုင်ဆိုတော့ City Champion League ဝင်လိမ့်မယ်အဲအဲ့နေရာမှာမထင်မပေးနဲ့ Chelsea ပွဲကျက်နေတာ Chelsea ကအခုလောလောဆယ်သူတို့အိမ်ကွင်းမှာ Everton ကိုကန်ရမယ် Liverpool ကိုကန်ရမယ် Manchester United နဲ့ကန်ရမယ်ဆိုတော့ Chelsea 3ပွဲလုံးက Everton ကလည်းကောင်းတယ် Liverpool ကလည်းကောင်းတယ် Man United ရှိတယ်ပြီးတာနဲ့ Chelsea ရဲ့အဝေးကွင်းပွဲတွေမှာအခု န်ကိုလန်ဒန်တာပြီးအဝေးကွင်းညူကာဆယ်ယူနိုက်တက်နဲ့ဖောရက်ဆိုချယ်ဆီနဲ့အန်ဇိုမာရက်စကာကပွဲစဉ်စရာထဲမှာအချက်ဆုံးပဲညူကာဆယ်ရဲ့နော်တန်ဖောရက်စ်ကဖူဟန်ရဲ့အဝေးကွင်း၃ပွဲဟာသူတို့အတွက် crucial ဖြစ်သလိုအိမ်ကွင်းကမန်ယူနိုက်တက်ရဲ့ အာစနယ်ရဲ့ပြီးတော့မှတစ်ဖက်ကအေဗာတန်ရဲ့ဆိုတော့ချက်စီဟာအန်ဆိုမာစကာထွက်တာတကယ်ကိုခက်ခဲတဲ့အခြေအနေမျိုးရှိပြီးတော့အက်စတန်ဗီလာအသင်းကအခုလက်ရှိမှာသူတို့အိမ်ကွင်းမှာဖူဝမ်ကိုအိမ်ကွင်းနျူကာဆယ်ကိုအိမ်ကွင်းနှစ်ပွဲကံပဲပြီးတာနဲ့အက်စတန်ဗီလာကအဘုံမောက်ကိုအဝေးကွင်းမန်ချက်စတာစီးတီးနဲ့မန်ယူနိုက်တက်ကိုအဝေးကွင်းနှစ်ပွဲဆက်ကံပဲဆိုတော့ဗီလာလည်းမှန်တိုင်းပြောရင်တော့ပွဲချက်တွေပဲမန်ချက်စတာဒါဘီနဲ့အသင်းကိုအဝေးကွင်းကံရမယ်ဆိုတော့အခုလောလောဆယ်မှာဖီချာရကျွန်တော်အမြင်ပြောတာ Manchester City ပြဿနာမရှိနဲ့ Fixture လည်းပြဿနာမရှိဘူး City လွတ်သွားနိုင်တယ် Chelsea ခက်ခက်ခဲခံရမယ် Newcastle ကျက်ပင်မယ် Newcastle က Palace ကိုနိုင်လိုက်ရင် Newcastle တော်တော်လေးအခြေအနေကောင်းသွားလိမ့်မယ်ဒါ Newcastle ဆိုတော့ကျွန်တော် City နဲ့ Newcastle ဆိုတော့ကျွန်တော်သိကြတယ်ကျန်တဲ့တနေရာတော့ Forest ကဲ Chelsea ရဲ့ Villa ရဲ့လူအားနိုင်ကြီးရှိတယ် မဲ့ Chelsea ကလည်းသူတို့ပွဲတွေကိုသူတို့ကောင်းကောင်းအလုပ်လုပ်နိုင်မယ်ဆိုရင်ဘာလို့ဆို Chelsea အဲ့ Ipswich Town ကိုယော့သွားတယ်နှစ်မှတ်ဟာအမတန်နှမျောဖို့ကောင်းတယ်နောက်တစ်ခုသူတို့ Brentford ကိုတည်ကြလိုက်တယ်အဲ့မှာအမတ်တွေအများဆုံးရှုံးသွားတဲ့အချက်ပဲဆိုတော့ Champions League ဝင်ခွင့်အတွက်ကတော့တကယ်ကိုလုံးဝစိတ်ဝင်စားစရာကောင်းနေတယ် Northern Forest ရဲ့ Newcastle ရဲ့ Manchester City ရဲ့ Chelsea ရဲ့ Aston Villa ရဲ့၅သင်းအခုက Champion က Liverpool ပြဒုတိယက Arsenal တန်းစစ်နဲ့၃သင်းတည်ကြပြီး အဲ့နေရာမှာကိုသွင်းပြင်းနဲ့ရွှေဖနက်စုရဲ့ပလိမေကာစုရဲ့တေးကြပြီးကလင်းရှီယာနော်တန်ဖိုးရဲ့ဂိုးသမားက73ကျေရထားတယ်သူကတော့အကောင်းဆုံးရှိပေမဲ့ကျန်တဲ့ပိုင်းမှာတော့တော်တော်လေးရှိတယ်ဆိုတော့ချန်ပီယံလိဝင်ခွင့်ဘယ်သူရသွားမယ်ထင်ကြလဲကိုမတ်မှာဝင်ရမှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်